ရွှေရနာတိလာရှင်စတင်နိုင်မှာအာယုံဆုံးလူဒန်းမယ်ဆိုရင်တော့ငွေကျပ်3သိန်းလူဒန်းလို့ရပါတယ်။နေဆုံးလူဒန်းချင်တယ်ဆိုလို့ရှိရင်တော့ငွေကျပ်4သိန်းကိုလူဒန်းလို့ရပါတယ်ရှင်။အာယုံဆုံးနေဆုံးအတွက်ပေါ့နော်အလှငွေတွေကိုလာလှမယ်ဆိုလို့ရှိရင်တော့အဖေရဲ့ဆိုရင်တော့တိလာရှင်တွေကဒီဆုံးခံထွက်ရတာမို့လို့အလှလက်ခံလို့ကအဆင်မပြေပါဘူး။ဘယ်နည်းဘယ်ရအတွက်လှချင်တယ်ဆိုလို့ရှိရင်တော့တပတ်လောက်ကြိုပြီးတော့တွားပြောရင်တော့ရပါတယ်ရှင်။မွေးကင်းစကလေးလေးတွေလည်းရှိတာမို့လို့နိုးမှုန့်ဒါပါပြီးတော့ကလေးနဲ့ပတ်သက်တဲ့ဆေးပစ္စည်းတွေကလေးအသုံးဆောင်တွေလည်းလူဒန်းလို့ရပါသေးတယ်။ အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ရွှေပြည်သားမြို့ရယ်မှာရှိတဲ့ရွှေရတနာပရဟိတသီလရှင်စာသင်တိုက်ကိုရောက်နေတာပါဘုံကတော့ဗီဒီယိုမိသားစုအနေနဲ့လည်းဒီစာသင်တိုက်မှာဒါအလူငွေလေးတွေလှူမယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့အခုကြည့်နေတဲ့ပရိသတ်ကြီးတွေထဲမှာလည်းရန်ကုန်မြို့နဲ့ဒါအနီးတောင်းမှာရှိတဲ့နေရာတွေမှာပေါ့နော်အလူတန်းတွေလှုပ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအလူတန်းတွေလှုပ်လို့ရလဲဆိုတာသိရဖို့အတွက်အခုစာသင်တိုက်ထဲကိုလိုက်ပြီးကြည့်ပေးပါဦး ဒီရွှေရနာသီလရှင်စာတင်နိုင်မှာဆိုလို့ရှိရင်စာတင်သားသီလရှင်တွေရောဒါဂီလာနာသီလရှင်တွေရောအပားတရားရှိပါတယ်လူဝတ်ကြောင်ကလေးတွေကတော့အယောက်20လောက်ရှိပါတယ်နမဘလူကောတမိနမဘလူကောပြောအောင်တတဲလို့တတဲနမဘလူကောအပူအပူလေအပူကာတာဘယ်နဲ့ရှိပါလဲလုံးလေတတဲအော်လိမ့်ပါလေကာကန်ကာဆိုင်ဒူတာအဲရောတဲလေ What's your name? Oh, Bibia. How old are you? Nine. I am five. Uh, I am five. Okay. Do you like pizza? Yes, I, I do. As a real about to get do you like beer? Oh, like that, are you a nurse? Yes, I am. Are you a nurse? Yes, I am. ုကတော့တိလရှင်အဖွားတွေရှိတဲ့နေရာကိုသွားနေရပါဒီစာတင်တိုင်းမှာဆိုလို့ရှိရင်တိလရှင်အဖွားတွေက15ပါးလောက်ရှိပါတယ်တိလရှင်ဂီလာနာအဖွားရည်ထဲမှာဆိုလို့ရှိရင်ဒါလေတချမ်းဖြတ်နေတဲ့အဖွားရည်လည်းပါသလိုဒါတတ်တော်ပေါ့နော်တရားနှစ်လောက်ထိရှည်တဲ့အဖွားရည်လည်းရှိပါတယ်ပြီးတော့ကျမ်းမာရင်မကောင်းတဲ့ဂီလာနာတိလရှင်တွေလည်းရှိတာမို့လို့ဒီတိလရှင်တွေကိုဒီလိုအပ်တဲ့ဆေးဝါးတွေဒီအာဟာရဖြစ်မဲ့ဒီအားရှိမဲ့ဖြည့်ဆက်စွာတွေကိုလည်းလှူလို့ရပါတယ်ရှင် ဒီနေ့ကတော့ရွှေရတနာသီလရှင်စာတင်တိုက်ရဲ့ဆုံးချက်ဆောင်ပဲဖြစ်ပါတယ်ဒီနေ့ကတော့ရွှေရတနာပရာဟိတသီလရှင်စာတင်တိုက်ရဲ့ဆုံးစားဆောင်ပဲဖြစ်ပါတယ်ရွှေရတနာသီလရှင်စာတင်တိုင်းမှာအာယုံဆုံးလူတန်းမယ်ဆိုရင်တော့ငွေကျပ်3သိန်းလူတန်းလို့ရပါတယ်။နေဆုံးလူတန်းချင်တယ်ဆိုလို့ရှိရင်တော့ငွေကျပ်4သိန်းကိုလူတန်းလို့ရပါတယ်ရှင်။ အလှငွေတွေကိုလာလှမယ်ဆိုလို့ရှိရင်တော့အဖေရဲ့ဆိုရင်တော့တိလာရှင်တွေကဒီဆုံးခံထွက်ရတာမို့လို့အလှလက်ခံလို့ကအဆင်မပြေပါဘူး။ဘယ်နှစ်ဘယ်ရက်အတွက်လှကျင်တယ်ဆိုလို့ရှိရင်တော့တပတ်လောက်ကြိုပြီးတော့တွားပြောရင်တော့ရပါတယ်ရှင်။မွေးကင်းစားကလေးလေးတွေလည်းရှိတာမို့လို့နိုးမှုတ်ဒါပါပြီးတော့ကလေးနဲ့ပတ်သက်တဲ့ဆေးပစ္စည်းတွေကလေးအသုံးဆောင်တွေလည်းလှူဒန်းလို့ရပါသေးတယ်။ ဒီရွှေရတနာတိလာရှင်စာတင်နိုင်မှာဆိုလို့ရှိရင်မိန်ကလေးတွေကိုတော့မိဘမိန်ကလေးအနေနဲ့လက်ခံနေပေါ့နော်အဲ့ဒီကလေးတွေက၅နှစ်ပြည့်သွားလို့ရှိရင်တော့တိလာရှင်ဝါပါတယ်လူတွေပဲတင်တဲ့စာတွေအပြင်ပေါ့နော်ဒီဖျားစာတွေကိုပါတခါတည်းတင်ပြီးတာပါ ဒီသီလရှင်စာသင်တိုင်းမှာဆိုလို့ရှိရင်ဒီမှာရှိတဲ့တားငယ်သမီးငယ်လေးရဲ့အတွက်ပေါ့နော်ဒီနုံမုံဖိုရံမုံငွေအနေနဲ့ဒီလိုမျိုး handmade ချင်းတွေအမှတ်တရပစ္စည်းတွေကိုလည်းရောင်းချပေးနေပါတယ်ဒီစာသင်တိုင်းကိုလာပြီးတော့ကိုကအလူတန်းတွေလုပ်တဲ့အခါကျလို့ရှိရင်ဒီလိုမျိုးချင်းလေးတွေအမှတ်တရပစ္စည်းတွေကိုလည်းတစ်ခါတည်းဝယ်ယူအားပေးသွားလို့ရပါတယ်ရှင် ချွေရတနာတိလရှင်စတင်နိုင်မှာဆိုလို့ရှိရင်ပရိယတိအာဂုံစပြံပွဲကျင်းပတာနှစ်တိုင်း15ချိန်ရှိပြီလို့လည်းသိရပါဗါးဒါပေမဲ့အခုနှစ်ပိုင်းမှာတော့ဒီအလူရှင်အခက်အခဲကြောင့်ပေါ့နော်ဒီဆာလာပြောင်းကြတဲ့ဒီတိလရှင်ဆရာလေးတွေကိုစုချင်းဝေပေးရနည်းနေရလို့လည်းသိရပါဗါးဒီလိုမျိုးဆာလာပြောင်းကြတဲ့တိလရှင်ဆရာလေးတွေကတော့အပား200လောက်ရှိတယ်လို့လည်းပြောပါဗါးစုချင်းဝေကိုများများစီစဉ်ပေးနိုင်အောင်လို့အခုဆိုလို့ရှိရင်ဒါပရိသတ်ပင်ထူထောင်ထားရလို့လည်းသိရပါဗါးရှင့်အားကြောင့်ဒီတိလရှင်စတင်နိုင်ကိုလာတဲ့အချိန်ကြလို့ရှိရင်ဒီလိုမျိုးပရိသတ်ပင်မှာလည်းလာရောက်လူဒန်းလို့ရပါတယ် အဲ့တော့ဒီကြောင်မှာဆိုလို့ရှိရင်တိရရှင်ကလေးလေးတွေကပြီးတော့တိရရှင်ဂီလာနာအဖွားတွေရောမွေးကင်းစကလေးတွေရောပဲရှိရဲ့အခါကျတော့ကိုကကုတူပြုတ်အလှူလုတ်ချင်တယ်ဆိုလို့ရှိရင်တော့အခုပြလာတဲ့ဖုန်းနံပါတ်လေးတွေကိုလည်းဆက်သွယ်လို့ရပါတယ်။အခုဒီကြောင်ဝင်းထဲကိုဝင်လာမယ်ဆိုလို့ရှိရင်တုံးထက်ကြောင်ဆောင်ကိုတွေ့ရမှာပေါ့နော်။တုံးထက်ကြောင်ဆောင်ကြီးဆိုတော့ဒါကြောင်ကအရန်ကိုတားနာတယ်ပေါ့နော်။အဲ့လိုမျိုးထင်ရတယ်။ဒီကဆရာလေးပြောကြားချက်အရာဆိုလို့ရှိရင်ဒီတုံးထက်ကြောင်ဆောင်ကြီးရဲ့ဒီအောက်ဆုံးအထက်ကိုတော့ပေါ့နော်။တော်တော်လေးကိုအချိန်ယူပြီးပြင်ဆင်ခဲ့ရတယ်။ပြီးတော့ဒီတုံးထက်ကြောင်ဆောင်ကြီးတစ်ခုလုံးကိုသူတို့6နှစ်ကျော်ကြာအောင်မှတိဆောက်ခဲ့ရတယ်လို့သိရတယ်ပေါ့နော်။ပြီးတော့ လဲထက်ဒီမှာဆိုလို့ရှိရင်လည်းအခုထိဒါပြင်ဆင်နေတုန်းပေါ့နော်အပေါ်ဆုံးထက်မှာဆိုလို့ရှိရင်လည်းဒါကလေးတွေစာတင်တဲ့နေရာကလည်းအခုချိန်ထိပြင်ဆင်နေတုန်းလို့လည်းသိရပါဗျ။ Eden me ပုံရံ Eden me ပုံရံ Atawak khyan Atawak khyan Wahan hotu Wahan hotu Eden me ဒါနဲ့ Eden me ဒါနဲ့ Nibbana Nibbana Bodhi ညာ Natta Bodhi ညာ Natta Pisayo Pisayo hotu hotu ta du ta du ta du ပါ အခုကတော့ဖန်တင်း20ရက်ကွယ်မကွေးလန်ရွှေပြည်သာမြို့နယ်မှာရှိတဲ့ရွှေရနာပရဟိတသီလရှင်စာတင်တိုင်းမှာအလှလေးလုပ်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။လိုအပ်နေတဲ့နေရာတွေမှာအလှအတန်းလုပ်ချင်တဲ့သူတွေအတွက်ဒါရန်ကုန်နဲ့အနီးတစ်ဝိုက်မှာပေါ့နော်ကိုရိုင်းကိုကြသွားလှူလို့ရတဲ့နေရာတွေကိုဝန်ဟာတို့ကရိုက်ကူးတင်ဆက်ပေးနေရမှာဖြစ်ပါရဲ့ရှင်။အခုကြည့်နေတဲ့ပရိသတ်ကြီးလည်းဒီဗီဒီယိုကိုကုသိုလ်စိတ်နဲ့ဒါမျှဝေပေးကြဖို့အတွက်မေတ္တာရက်ခံချင်ပါရဲ့ရှင်။အဲဆိုရင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။နောက်ဘလော့ရမှာပြန်တွေ့ပါမယ်။